လက်ညှိုးတစ်ချောင်းလက်ညှိုးနှစ်ချောင်းတစ်ချောင်းပဲသူထောင်ခဲ့တယ်လေရှေးမဲမထင်ဘူးမောင်ဖုံးတဲ့ဥစဉ်ကလေဥစဉ်ရဲ့ပို့ကိုတာဝန်ယူရဲပါတယ်တကတော်လဲတကတော်ရဲ့မန့်ကိုတာဝန်ယူပါနော်ဥစဉ်ဖြေပြီးတဲ့အခါမှာမန့်ကိုပြန်မဖြတ်ပါနဲ့နော်တခြားသောပုံနာတွေကလက်ညှိုးနှစ်ချောင်းထောင်နေတဲ့အချိန်မှာအေကန်စင်စစ်ဖျားဖြစ်လိမ့်မယ်ဆိုပြီးတချောင်းသေးသောလက်ညှိုးကိုထောင်တဲ့သူက ကွန်းတင်ညပုံနာပဲဖြစ်ပါတယ်။အဲ့ဒီကွန်းတင်ညပုံနာကိုတိုင်ကိုကသူဟောတဲ့ဘေဒင်ကိုသူကိုတိုင်မယုံပါဘူးနော်။ဘာကြောင့်လဲဆိုရင်ဖရာအလောင်းတိတ်တထမင်းသားဟာအလေအလက်လမ်းစဉ်ကိုပြန်ကျင့်မယ်ဆိုပြီးတော့သူဇာတာတထေသမီးကတ်လူတဲ့ကနာနူစွန်းကိုဖုံးပေးပါတယ်။အဲ့ဒါကိုကွန်းတင်ညပုံနာမြင်တဲ့အခါမှာအစာမစားပဲတရားကျင့်တာတောင်မှဖရာမဖြစ်ပဲအစာစားပြီးတရားကျင့်မယ်ဆိုရင် ဘယ်လိုလုပ်ပြီးဖျားဖြစ်တော့မှာလဲတိတ်တထမင်းသားတော့လမ်းလွဲပါပြီဖျားမဖြစ်တော့ပါဘူးဆိုပြီးတော့အဲ့ဒီကွန်တင်ညပုံနာကဖျားအလောင်းတိတ်တထမင်းသားကိုဥရဝေလတော်ထဲမှာတဘာတဲထားခဲ့ပါတယ်စဉ်းစားကြည့်ပါနော်သူဟောတဲ့ဘေဒင်ကိုသူကိုယ်တိုင်ယုံတယ်ဆိုရင်ဖျားအလောင်းတိတ်တထမင်းသားကိုဥရဝေလတော်ထဲမှာတဘာတဲထားခဲ့မှာမဟုတ်ပါဘူးအခုတော့ကွန်တင်ညပုံနာကဖျားအလောင်းတိတ်တထမင်းသားကို ထားခဲ့ပါတယ် အရာကိုကြည်တော်အားဖြင့်ကုန်ဒိညာပုံနာဟာသူဟောတဲ့ဘေးဒင်ကိုသူကိုယ်တိုင်မယုံဘူးဆိုတာထင်ရှားပါတယ်။ဒါကြောင့်အပေါ်ရန်အတိလောက်နဲ့မပြောပါနဲ့နော်။တည်တည်ချာချာလေ့လာပြီးမှပြောစီခြင်းပါတယ်။နောက်ပြီးဖျားဖြစ်တယ်ဆိုတာဟာကုန်ဒိညာပုံနာဟောလို့ဖျားဖြစ်တာလား။ဖျားဖြစ်နိုင်တဲ့အကြောင်းတရားကိုပြုလုပ်လို့ဖျားဖြစ်တာလားစဉ်းစားကြည့်ပါနော်။ကုန်ဒိညာပုံနာဟောလို့ဖျားဖြစ်တာမဟုတ်ပါဘူး။ ဖျားဖြစ်နိုင်တဲ့အကြောင်းတရားကိုပြုလုပ်လို့ဖျားဖြစ်တာပါကုဋေညပုံနာကဘလောက်ပဲဟောဟောဖျားဖြစ်နိုင်တဲ့အကြောင်းတရားကိုပြုလုပ်မထားဘူးဆိုရင်ဖျားဖြစ်မှာမဟုတ်ပါဘူးเนาะဒါကြောင့်အရာတွေကိုမြင်တဲ့အတွက်မြတ်စွာဘုရားကဘေးရင်ဟာလူတွေအတွက်မိမိကောင်းကျိုးမှမပေးဘူးလို့တိလက်ခန္ဓာဝတ်တေဝိဇ္ဇတို့မှဟောကြားခဲ့တာပေါ့เนาะအဲဒါကတော့နားလည်မယ်လို့ထင်ပါတယ် နားလည်နိုင်ပါစေလို့လည်းဥစဉ်ဆုတောင်းပါတယ်เนาะ